ကျွန်တော်တို့ရဲ့ရှာနေကိုကျေးဇူးအပ်နေကြတဲ့ပရိသတ်များကျွန်တော်ဒီနေ့ကောင်းစင်လေးပေးရတဲ့အတိုင်းပဲတပုံကတော့တပုံချင်းတပုံကြံကြံနေပါပြီ။ဘာကြောင့်လဲဆိုတော့တို့ကြံစီတိုင်းလည်းအောင်မြင်နေတာပေါ့နော်။ကြံတိုင်းအောင်လို့ဆောင်းတိုင်းမြောက်နေတဲ့ခါကျတော့ဒီအကြံစီကိုပဲဆက်လက်ပြီးကြံစီလာပြီးဖြစ်တယ်။အဲ့တော့ခင်ဗျားတို့အေးအေးတပုံပေါ့အေးအေးတပုံနေနဲ့ရခိုင်ပြည်နယ်မှာတို့ရဲ့အကြံစီအောင်မြင်ခဲ့တယ်လေနော်။အဲ့ဒီအကြံစီကို AR ကိုသွင်းလာပြီးဖြစ်တယ်။ AR ကိုသွင်းလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့တို့ဒီအကြံစီကို ဆက်လက်ပြီးအကောင့်ထဲပေါ်သွားတော့မှာဖြစ်တယ်။အဲ့တော့အဲကိုပကညံ့တော့ခံရမယ်နော်ကျွန်တော်တို့အချင်းရွေးပေါ့နော်အရင်ခဲကလည်းယုံကြည်ခဲ့တယ်စစ်တပ်အနေနဲ့တော့ကြာရှုံးစရာအကြောင်းမရှိဘူးဆိုကျွန်တော်ယုံကြည်ခဲ့တယ်တော်ပါတော့လည်းပဲရခိုင်ပြည်နယ်ကနမူနာရောက်မှာပါဗျာနော်ရခိုင်ပြည်နယ်မှာအဲနိုင်ငံယူအကြံဖတ်အေအေတပုံအနေနဲ့ဒီလမ်းစဉ်ကိုတော့ပြီးတော့အောင်မြင်ခဲ့တယ် တော့ကို့ဒီစစ်ကောင်းဆောင်ကလည်းစစ်သားမပီတာတဲ့အခါကျတော့စစ်လည်းမတိုက်တဲ့စစ်ဆိုတာဘာလဲဆိုတာနားမလည်တဲ့အခါကျတော့အာရခိုင်ပြည်နယ်မှာတော့ကြာရှုံးမှုတွေကြုံခဲ့တယ်ပေါ့ဗျာနော်အဲအဲ့ဒီကြာရှုံးမှုဟာနောက်ထပ် AR မှာဆက်လက်ရင်ဆိုင်ရလာရင်လည်းအံ့ဩစရာမဟုတ်ဘူးဆိုတော့ပြောပြချင်တယ်တပုံချစ်တပုံချံဆိုတော့ကျွန်တော်ပြချင်ပြပါမယ်မင်္ဂလာပါမင်္ဂလာပါရေခဲတော့မလားအဲခဲရင်ခဲတယ်ပြောမယ်မခဲရင်မခဲဘူးပြောမယ်နော် ဲ့တော့အဲမခဲသေးပါဘူးနေရာကွက်ကြားမခဲဘူးကလေအများစုအဖြစ်တာရနေပါလေ AR ချို့ဆိုပြောကြ AR မှာငါနေတာကွာတဲ့ဘာမှမဖြစ်ပါဘူးတဲ့ဒီကွန်ပေါ်ဆိုတဲ့လူကတဲ့သတင်းမားတွေဖြန့်နေတာပါ AR မှာတော့ဘာဖြစ်မတော့နော်စစ်ဖြစ်တဲ့နေရာစစ်ဖြစ်နေတယ်လေမဖြစ်တဲ့နေရာတွေကအေးအေးဆေးဆေးပါမြို့ကြီးတွေတတ်တာရရပါပဲဒါမှမဟုတ်လေဖြစ်နေတဲ့နေရာကြတော့လေခင်ဗျားတို့အဲ့ဒီဖြစ်နေတဲ့နေရာနဲ့ဥမာဖြစ် တမိုင်နှစ်မိုင်လောက်ကစပြီးလက်နေကြီးကြားလို့အဲ့လိုတော့မရသေးဘူးအများကြီးရှိတယ်နော်အဲ့တော့ ARE မှာဘယ်လိုခေါင်းလဲဆိုလို့ရှိရင်နေရာတိုင်းမှာခင်ဗျားတို့ရှိတာမဟုတ်ဘူးနော်အဲ့ဒီခါကြီးကြားလို့ရှိရင်ပြဿနာဘယ်လိုဖြစ်လဲဆိုတော့ကိုမမောင်းပြောလိုက်တယ်အဲပြောတဲ့အခါမှာအောက်ချီမှာစစ်သားတွေနော်တကယ်တကယ်ဒီဘယ်လိုမှဆိုတော့စစ်မြေပြင်မှာအရှင်တန်းမှာတကယ်တန်းတိုက်ပွဲဝင်နေတည်တယ်ဟာလည်းမရှိဘူးမရှိဘူးလည်းမသိဘူးဒါလည်းမရှိဘူးလေဒီလူတွေပောက်ပြပြောတာလေနော်ငါနေရပါတော့လည်းဘာမှမရှိပါဘူး တကယ်တကယ်ကံကောင်းလို့ပေါ့နော်ဟိုမှာတပုံကအကုန်လုံးလည်မလီသွားတယ်မင်္ဂလာပါမင်္ဂလာပါကိုယ်လည်းမကြည့်တာကြာပြီကိုစိတ်မကောင်းနဲ့စိတ်မကောင်းနဲ့ဘာကြောင့်လဲဆိုတော့ဒီချိန်မှာခင်ဗျားတို့ဟိုနိုင်ငံတော်နဲ့တက်မတော်ပေါ်မှာတကယ်သစ္စာရှိဖို့လိုတယ်ကျွန်တော်အမုန်းခံမင်းနေတာနော်မုန်းခံတယ်ဆိုတာလေငပိန်းနေမုန်းတာပါနော်စပိန်စပိတ်တယ်နော်ဟိုဘယ်လိုဟောမလဲဆိုတော့ဘာလို့ဘာမှမသိဘူး တနေ့တနေ့စစ်တပ်ကိုထိုင်ပြီးတော့ထိုင်ကြော့နေရသူတွေအဘဆိုရဲဒီဥမင်းအောင်လာဓာတ်ပုံထိုင်ကြော့နေရသူတွေမုန်းတာပါနော်နိုင်ငံနိုင်ငံရေးကိုတကယ်နားလဲသူတွေစစ်တပ်ကိုတကယ်ချစ်တဲ့သူတွေကျုပ်လို့မမုန်းပါဘူးကျုပ်တို့ရဲ့စေတနာကိုနားလဲကျွန်တော်တို့သိတယ်ပေါ့နော်အဲ့တော့အခုအခြေအနေကအခု ARD မှာပေါ့ဗျာနော်344ဆိုတာတော့တကယ်ကျွန်တော်တို့ဒီမမရှိမဆိုရေးကြီးမှာရှိရလို့ အာကြာတိရတာဗျငတိုင်းချောင်းငတိုင်းချောင်းလည်းသူပြောလို့မရဘူးသူကရေကြီးမှာပေါ့ရေကြီးမှာရှိတယ်ပေါ့အဲ့အဲ့ဒီအဲ့ဒီအဲ့ဒီနေရာကျွန်တော်လည်းနည်းနည်းလေးဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အနည်းနည်းလေးမသေးကွဲတာတော့ရှိတယ်ဗျနော်ရေကြီးရဲ့အတုတ်ရဲ့ငတိုင်းချောင်းရဲ့ပေါင်းရင်ကြုံဖြော်ခရိုင်ဆိုတာဖြစ်တယ်ကျွန်တော်ပိုင်းလေးလာကြည့်ရပါတော့အဲ့တော့သုံးလေးလေးကရေကြီးမျိုးမှာရှိတယ်ရေကြီးမျိုးမြောက်ဆန်းရံမှာရှိတယ်အဲ့ဒီမြောက်ဆန်းရံမှာရှိတာဒါကတော့တကယ်ဌာနချုပ်ကြီးပေါ့ဗျနော်အဲ့ဒီဌာနချုပ်ကိုလည်းအေအေကလိုချင်တယ်အဲလိုချင်တော့အရာတိုက်ဖို့အတွက်သူတို့ သူတိုက်နေတာတော်တော်တိုက်နေတာပါเนาะအဲ့တော့သုံးလေးလေးကလည်းသူကာကင်းတဲ့တော့ပဲထိခံမလဲပြောเนาะအဲ့တော့ရှစ်မှာကာကင်းနေထုတ်ထားတယ်အဲ့ဒီကာကင်းနေကလည်းအာရူးချင်းချုပ်ခုခံကာကွယ်နေပါတယ်အဲ့တော့အခုနောက်ဆုံးအခြေအနေပေါ့လက်ရှိအခြေအနေရစီရေးခြေအနေကိုပြောရမှာဆိုလို့ရှိရင်တော့အဲဆန္ဒကတယောက်ကွန်မန့်ရေးသွားသလိုပေါ့ပြန်တော့ရေးခဲပါပေါ့ရေးခဲပါလေနားမပြဿနာတော့အဲ့တော့ဒီကြီးမှမရှိသေးဘူးအဲတော့ပါတော့လည်းပဲရေးခဲတဲ့ဆိုပြီးတော့ငြိမ်နေလို့ရှိရင်ခံရမယ်နော် တစ်ဖက်ကတပုံကဘာကြီးကြံစီနေလဲဆိုတာအဲကျွန်တော်တို့ကဒီကောင်းလေးပါဇက်တစ်ချက်ဟားလိုက်လို့ရှိရင်သွားဖဏီးရမတိုက်ဘူးဆိုတာကျွန်တော်ကောင်းသိတယ်နော်အဲ့ဒီအတွက်ကြောင့်မို့လို့တို့ကြံစီနေတာဆိုတော့သိဖို့လိုတယ်အခုချိန်ထိ3လေးလေးကာကင်းနေမှာတယင်းနေနဲ့ကာကွယ်နေတာနော်တယင်းတယင်းတမနေနဲ့ကာကွယ်နေတာပါအဲ့တော့ကာကွယ်နေတဲ့တယင်းနေမှာအဲ့တို့အဝေးရလေးလမ်းပြစ်မယ်အဲဘလို့ခေါ်မလဲတော့သူတို့ရှိကြောင်းတော့အမြဲတမ်းပေါ့နော်အလုတ်များအောင်တော့လုပ်ထားတယ်။သုံးလေးလေးကိုဥမာပြစီရေးအဖြစ်ပေါ့ဗျာနော်။ ြည်တန်ကြည်စံလာခြူလာလည်းဖြစ်နိုင်ကြည်ခြူလေဆိုတာမျိုးဥမာပြက်သူတို့ကလာပြီးတော့အဝေးရရင်လမ်းပြက်မယ်စစ်တက်ကတန်းတန်းတန်းဆိုပြလိုက်စစ်တက်ကြည်ကုံသောအောင်လုပ်မယ်ပေါ့ဒီပုံစံမျိုးနဲ့ပဲအဲသူတို့စီရေးပုံစံဖော်ဆောင်နေရဟုတ်ကိုအဲကျွန်တော်သုံးသပ်လို့ရတယ်အဲ့တော့တုံးလေးလေးဒီရေခဲပါတုံးလေးလေးကာကင်းများဒီလေယနေ့ဒီရက်တွေအတွင်းမှာရေခဲပါနော်အဝေးကနေပြီးတော့လမ်းပြက်ချောင်းပြက်ပြီးလို့ရှိရင်ပြန်ပြေးတော့ပဲအဆင်ရှိပါတယ်အဲ့ဒါကတော့ဒါအခြေအနေပေါ့ဗျာနော်တော့ပါတော့လေဒါကိုကြည့်ပြီးတော့ အာပုံမှန်ပဲလား AC ပဲလားဆိုတော့ခင်ဗျားတို့မထင်ပါနဲ့ဒါစစ်တပ်ကိုကျွန်တော်ပြောချင်တာပါနော်စနောပြည်သူပြောပြပါပြီပြည်သူရဲ့ပြည်သူတွေသိရမှာကရေခဲပါပါဗျာနော်အဲသို့ပါတော့လည်းပဲအခုချန်စီနေတဲ့ပုံစံကိုကျွန်တော်ပြောရမယ်ဟေ့ဆိုလို့ရှိရင်တော့အဲ့ဒီ3လေးလေးပေါ့ဗျာနော်အဲ့ဒီ3လေးလေးပတ်ဝန်းကျင်မှာရွာတွေရှိသေးတာပေါ့ဗျာသိလားအဲ့ဒီရွာတွေကကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်နော်တက်ကယ်ပြင်အုပ်စုလို့နော် ကွင်းကလေးနော်တက်ကနေအုပ်စုရှိတယ်ကသုံးလေးလေးရွာနေမှာတက်ကနေအုပ်စုအဲ့မှာအာကွင်းကလေးတို့ညောင်ဝိုင်းတို့နော်ထုံကြီးဘိုးတို့နော်တရက်ပင်ကြီးစုတို့နော်ဂွေးပင်တောင်တို့အဲအဲ့ဒီအဲ့ဒီရွာဒီမှာအဲအေအေကခြေကုပ်ယူနေပြီခြေကုပ်ယူနေပြီဆိုတာကအဲ့ဒီဘက်ချမ်းနေနဲ့နောက်ထပ်ပေါ့နော်ကျွန်တော်တို့ပြောလို့ရသေးတာကတော့အမ်နောက်တော့ပြောလို့ရသေးတာကတော့အာဘယ်လိုခေါ်လဲဆိုတော့တဲနုကုန်းတို့ဥယင်ကုန်းတို့အဲ့ဘက်ချမ်းနေမှာ တဖြည်းဖြည်းနဲ့အေအေကဘာလုပ်လာလဲဆိုလို့ရှိရင်ရွာတွေကိုစီးယုံလာတယ်ရွာတွေကိုဘယ်လိုစီးယုံလဲဆိုတော့ရွာတွေကိုသူတို့နဲ့ပူပေါင်းအဲသူတို့ရခိုင်ပြည်နယ်မှာလုပ်တယ်လို့ပြောပြနော်ရခိုင်ပြည်နယ်မှာစကမ်းတွေမတိုက်ခင်မှာရွာတွေကိုအရင်ဆုံးတပုံရွာတွေဖျောက်လုတ်တယ်လို့ဥမင်းအွန်လိုင်းကိုခဏခဏပြောနေတယ်တစ်ချက်နားမဝင်တဲ့ပုံကိုမျိုးတယ်နော်အဲ့တော့ရခိုင်ပြည်မှာခံလိုက်ရတယ်အေအေမှာဒါမျိုးဆက်ခံရဖို့ရှိတယ်အဲ့တော့ရခိုင်ပြည်မှာလည်းဒီလိုပဲစာလုံးရေးစကြဲကနော်ဟိုဥမာပြည့် ကျွန်တော်တို့ဒီနေကြောင်စခန်းကြီးပေါ့ဗျာနော်အဲ့ဒါကနိုင်ငံတကာစစ်အတွက်စကခ55လို့အဲ့ဒီဘက်ချမ်းမှာရှိနေတကယ်စခန်းကြီးတွေကနိုင်ငံတကာစစ်အတွက်ကိုသူတို့တေချာစီစဉ်တာ။ဘာကြောင့်ဆိုတော့အဒူဘီဘောဝင်အဲ့ဘက်ချမ်းကဝင်လို့ရတော့တည့်ရတဲ့ကြောင့်ဥမင်းအွန်လိုင်းမတိုင်ခင်ဥပဒေရွှေကြီးရတည်တည်ချက်ချောက်ကိုစပယ်ရှယ်စီစဉ်ထားတဲ့နေရာအဲ့ဒီမောင်တော်တို့ဘူးသီးတော်လို့ဆိုတာနော် အဲ့လိုနေရမျိုးတွေမတိုက်ခင်မှာအီအီကဘာလုပ်လဲဆိုလို့ရှိရင်เนาะသူတို့အဲ့ရွာတွေရွာတွေရွာတွေအားလုံးကိုသူတို့ရွာတွေဖြစ်အောင်စီယုံတယ်စီယုံပြီးအဲ့ရွာကလူတွေကိုစစ်တင်တန်းပေးတယ်စစ်တင်တန်းပေးပြီးတပုံရွာလဲအီ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 နဲ့တပုံရွာဖြစ်အောင်လုပ်ပစ်ပြီးတော့မှတဖြည်းဖြည်းတဖြည်းဖြည်းအဲ့ချိန်မှာစစ်တပ်ကဘာလုပ်လဲဆိုလို့ရှိရင်စခန်းထဲကမထွက်ရထွက်မပြေးရလာပြစ်လို့ရှိမှပြန်ပြစ်ရမယ်เนาะလက်လက်ကြီးလက်လက်မထုရเนาะဖျဲသီးပြူဟာဖျဲသီးပြူဟာနဲ့တိုက်နေအဲ့ချိန်မှာเนาะအဲ့လိုနီးနေပဲနာခခငါတို့ဟလား တကယ်ဒီတကယ်ဒီခေါ်မယ်ဆိုတော့စခန်းကောင်းကြီးတွေပြာချင်းကမ်းမြင်တော့ဆိုတော့တကယ် special စခန်းကြီးကြီးကြသွားတယ်เนาะဒါဘယ်လိုခေါ်မလဲဆိုတော့ဖရဲသေးပြူဟာဘယ်လိုခေါ်မလဲဆိုတော့ကာရှုပ်ပြူဟာပေါ့เนาะဟိုကာရှုပ်ပြူဟာလည်းတိုက်သွားတယ်အဲ့တော့အဲ့လိုနီးနေပဲကြသွားတယ်အခုလည်းအေယာဝတီမှာဒီနီးကိုအေယာပြပြန်သုံးနေပြီအဲ့တော့အခုရွာတွေကိုစီးအောင်နေတယ်တချို့ရွာတွေကတော့ဘယ်လိုခေါ်မလဲစစ်တပ်ကိုစောင့်တော့ဗျာစစ်တပ်ကိုမျှော်သေးတာပေါ့ဘလို့မှမျှော်တာမျှော်တယ်စစ်တပ်ကပေါ်မလာဘူး ကိုယ်စခန်းထဲမှာကိုနေတယ်ရွာတွေကိုလိုက်မရှင်းမေးဘူးเนาะရွာတွေရဲ့လုံခြုံရေးကိုမဆောင်ရွက်ပေးနိုင်တဲ့ခါကျတော့နီးရထားကြောက်ပြီးတော့အေအေနဲ့ပူပေါင်းပြီးတော့တချို့ရွာတွေဟာအေအေဩဇာကံနေဖြစ်လာပြီအဲ့လိုဖြစ်သွားတာအကြောင်းမဟုတ်ဘူးအဲ့ရွာတွေမှာကိုအောင်မယ်အဲ့ဒီရွာတွေကနေနခခငါတို့ဟိုမှာတိုက်တယ်လို့မျိုးပေါ့ဗျာเนาะရခိုင်ညီမှာတိုက်တယ်လို့မျိုးဒီရွာတွေကပဲထမင်းစားမယ်ဒီရွာတွေကပဲလူစုမယ်ဒီရွာတွေကပဲတိုက်မယ်ဆိုတဲ့ပုံစံမျိုးနဲ့၃လေးလေးကိုအဲဘယ်လိုခေါ်မလဲဆိုတော့ plan ကြီးကြီးမားမားတော့တိဆောက်ထားပြီဆိုတာခင်ဗျားတို့သိဖို့လိုတယ်အဲ့တော့ အဲခင်ဗျားတို့အဘဘောမတွေလည်းနည်းနည်းလေးနော်နားလေကြောက်ဖြူကြောင်းလဲပြောမယ်နော်ခဏလေးစောင့်မယ်ဟလားအားလုံးအာခဏလေးစောင့်ပြီးပါကြောက်ဖြူကြောင်းလဲလာပါမယ်အဲ့တော့ဒီဘာတွေအားလုံးကိုတော့အေကရခိုင်ပြည်နယ်မှာနော်သူရခိုင်ချင်းရခိုင်ချင်းတော့ကြံနေပြီနော်ရခိုင်နဲ့ရခိုင်နဲ့မတူဘူးနော်ကျွန်တော်ရခိုင်တွေကိုချစ်တယ်လေးစားတယ်နော်ဒေါက်တာအေးမောင်ကိုကျွန်တော် endorsement ပေးတယ်နော်အဲဒါပေမဲ့တော့ရခိုင်တွေနိုင်ငံယူတွေကတော့ကျွန်တော်အနေနဲ့အားမပေးဘူးနော်ဒါပြောထားပြီးသားအဲ့တော့ အဲဒီနီးကိုတောင်းလာပြီးတချို့ရွာတွေပူပေါင်းနေပြီဆိုတာသိစေချင်တယ်ရွာတွေပူပေါင်းသွားရင်တော့ရခိုင်ပြည်နယ်မှာဖြစ်သည့်အနေပြန်ပြီးတော့ဖြစ်လာနိုင်တယ်ဆိုတာကိုသိစေချင်တယ်နော်ဟုတ်လားအဲ့တော့အဲဒါကတော့အခုဖြစ်နေတဲ့အခြေအနေပေါ့ဗျာနော်အခုဆိုလို့ရှိရင်အာရေပြူရွာပေါ့လေးမျက်နာမြို့နယ်ရေပြူရွာမှာကျွန်တော်တို့တက်ကဒါစီရေးသတင်းတစ်ခုပေါ့နော်ဒါသုံးလေးလေးကိုကြံစီတဲ့ကိစ္စလည်းကျွန်တော်ပြောပြီးပြီး အဲထို့ပြင်လေးမျက်နာမျိုးနဲ့ရေပြူရွာဆိုလို့ရှိရင်ဒါတက်ကပြူဟာထိုင်ထားတဲ့နေရာဖြစ်တယ်။အေးအဲ့ဒီရွာကိုလည်းအခုအခုအခုကျွန်တော်တို့အခုကျွန်တော်စကားပြောနေတဲ့အချိန်ချင်းမှာပဲဒီနေ့ဒီနေ့မှာပဲလက်နက်ကြီးတွေနဲ့ဒီတပုံတွေကလာလာပြီးတော့ဘယ်လိုခေါ်မလဲဆိုရှင်လာတိုက်တယ်အင်အား150လောက်လာတိုက်တယ်တိုက်ပြီးတော့အချိန်မှာတက်ကနောက်ဆုံးပြိတော့ဒီကောင်လေးအင်အားများပုံရပါတယ်နော်ဒီနိုင်ငံယူတပုံတွေအင်အားများပုံရတယ်တက်ကလီရင်နေနဲ့ဝိုင်တွဲနေနဲ့ကိုစော်ရပါတယ်နော် တော်တော်လေးစော်ပေးလိုက်ပါတယ်စော်ပေးတဲ့အတွက်ကြောင့်မို့လို့ကောင်းနေနောက်မဆုတ်သေးဘူးတော်ပါတော့လည်းပဲတိုက်ပွဲကတော့ကျန်းနေရလို့ပြောခြင်းနဲ့အဲ့တော့အဲ့မှာ view ဟာရှိတယ်ဗျာနော် ID ရောမှာ view ဟာရှိတယ်အလီရင်နဲ့ညမရွေးထုနေပါလားအဲ့တော့ ARR မှာဘာဖြစ်နေလဲသိချင်တဲ့သူတွေအားလုံးအတွက် ARR မှာ ARR တိုင်းတိုင်းတော့အသာရနေတယ်ဒါပေမဲ့လည်းဘယ်လို comment ဆိုတော့အဲ့ဒီရိုးနဲ့နီးတဲ့ဒီနေရာတွေမှာတိုက်ပွဲကတော့ AA ကနေပြီးတော့ပေါ်ဆောင်နေပြီဖြစ်တယ်နော်နောက်ဆုံးပိတ်ပေါ့အခုအဲ့ဒီအခြေအနေ ခြေနေပေါ့လေးမျက်နှာမျိုးနဲ့ရေပြူရွာမှာဖြစ်နေတဲ့အခြေအနေကိုပြောရမယ်ဟဲ့ဆိုလို့ရှိရင်တော့တက်ကတော့ရွာထဲမှာတော့ရွာသားတွေကတော့နည်းနည်းပဲရှိတော့တယ်လို့ပြောလို့ရတာပေါ့ဗျာနော်နောက်တစ်ခုကရွာကလည်းသဘုံရွာဖြစ်မှာဆိုတဲ့အတွက်ကြောင့်မို့လို့တက်ကလည်းသူ့လုံခြုံရေးအတွက်ရွာကထပ်သွားတဲ့သူတွေပြန်ဝင်လာလို့ရှိရင်အေးအေးလေးကပ်ပါလာမှာ PDF တွေကပ်ပါလာမှာဆိုရင်လည်းအတွက်ကြောင့်မို့လို့အဲနည်းနည်းလေးစိတ်ရေးအရာတင်းကျပ်ထားတဲ့ပုံစံမျိုးတွေရှိတယ်ပေါ့ဗျာနော်အဲနောက်ထပ်ပါလေးပြောရမယ်ဆိုလို့ရှိရင်အဲ့မှာအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင် ရာထဲမှာလည်းပုံပေါ်မယ်လိုအပ်တဲ့ဘာကြောင့်မို့လို့အဲစစ်ဆေးပေးမြန်းမှုတွေရှိရပါတော့အဲ့တော့အဲ့တော့လေးမျက်နာမျိုးအထူးသတိထားလာတော့အဲကြောင့်လေးမျက်နာဒီပန်းလို့ကြီးတော့ဆိုတာဒီလေးမျက်နာရဝင်ပေါ့ပေါ့ဗျာနော်ဝင်ပေါ့ဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲဒါတော်တော်လေးတက်ကအာကယူဆိုင်နေတယ်နော်တက်ကလည်းပြောမယ်ဆိုလို့ရှိရင်တော့တပုံချင်းတပုံချံပေါ့နော်ရခီးချင်းရခီးချံကိုခင်ဗျားတို့သိတယ်နော်အေအေချင်းအေအေချံကိုခင်ဗျားတို့သိတယ်နော်အဲသိတယ်ဟေ့ဆိုလို့ရှိရင်တော့ ိတ်မကြရင်ခင်ဗျားတို့ချုပ် point လောက်လာလိမ့်မယ်။ရွာတွေကိုစီးအောင်မယ်တို့တွေတပြေးပြေးတစ်ဖြည်းဖြည်းနဲ့ခင်ဗျားတို့ရဲ့ view ဟာတွေကိုတိုက်မယ်။အဲ့တော့ခင်ဗျားတို့ဘာလုပ်တင်တယ်လဲဆိုလို့ရှိရင်တော့တပုံကဒီနီလာမအောင်မြင်သွားခင်ကိုယ့်ဘက်ကနေပြီးတော့အဲဆန်းဆန်းတမန်နဲ့နော်လှုပ်လှုပ်ဖို့လိုပြီလို့တော့ကျွန်တော်ပြောချင်တယ်ပြန်နော်လုံးလုံးဖို့လိုပြီးတော့ပြောကျင်တယ် ARV AC ပါလို့ဆိုအဘအပေါ်မှာလည်းပြောနေရတော့ဒါတို့တို့ပြရတာတို့တို့သတင်းပေါ်ပြန်နော်အဘအပေါ်မှာလည်းတို့တို့မခေါ်ရပါဘူးဒါပေမဲ့တချို့ကျွန်တော်တိုက်ခိုက်နေတဲ့သူတွေအတွက်ကြတော့အဘအပေါ်မှာလည်းပါဒါပေမဲ့ တချို့တို့ရရှိရတဲ့တင်တို့ပြောတာတွေသူတွေပြောတဲ့သူတွေပြောကြတော့ကျွန်တော်အနေနဲ့ဒါဘယ်လိုခေါ်မလဲဆိုကျွန်တော်တိုက်ခိုက်နေတယ်ဟုတ်လားမတိုက်ခိုက်တဲ့သူတွေအလုံးကြတော့တို့ရတဲ့တင်တို့တို့ပြောတာပါနော်ကျွန်တော်ကလည်းကျွန်တော်သိတာကိုကျွန်တော်ပြောတာပါအဲ့တော့ခင်ဗျားတို့တင်စားသုံးတဲ့အခါမှာကျွန်တော်စီမှာပဲရက်မနေပါနဲ့ဆိုတော့ကျွန်တော်ကကျွန်တော်ကျွန်တော်ပေးတဲ့တင်နော်ကျွန်တော်ပြောတဲ့တင်ကိုလည်းနားထောင်မှဖြစ်တယ်လို့တင်းနေအားလုံးကိုနားထောင်မှဖြစ်တယ်လို့နန်ကြီးခြေနေရစုံစမ်းမှုမမင့်နဲ့အဲ့တော့ဒါကကာလာမတုတ်မှာနော်ဖျားကိုယ်တိုင်ခေါ်တာလေစာပေ နော်စာပေကြီးမှာပဲရက်မနေနဲ့ဟလာအများပြောတိုင်းလည်းရက်မနေနဲ့ပညာရှင်တွေပြောတိုင်းလည်းရက်မနေနဲ့ဟလာအလုံးအလုံးကိုစုစည်းပြီးတော့မှကိုကိုတိုင်းနဲ့ဆန်းစစ် သုံးသပ်ပြီးတော့မှယုံကြည်အဲ့တော့အခုလက်ရှိချိန်မှာခင်ဗျားတို့သတင်းစာသုံးတဲ့သူတွေအတွက်အဲကျွန်တော်အကြံပေးချင်တာကအကုန်မောင်ပြောတယ်အာသူများပြောတယ်ဟာဟိုလူကတော့ဒီလိုပြောလိုက်ပြီးဟာရေခဲပါဒီလူကတော့ဒီလိုပြောလိုက်ပြီးအေးဆေးပါနိုင်နေပါလေဟာကိုမောင်ကတော့ဒီလိုပြောလိုက်ပြီးနိုင်နေပါလေအာကြာရှုံးနေပါဆိုတော့အဲ့တော့အားလုံးသောသတင်းတွေပေါ်မှာခင်ဗျားတို့ ခြုံငုံသုံးသပ်ပြီးတော့မှမိမိကိုယ်တိုင်လည်းလေ့လာပါနော်လေ့လာပြီးတော့မှယုံကြည်ပါအဲ့တော့အဲသူတို့ရတာသူတို့သတင်းဖြစ်တယ်ကိုမောင်ရတာဟာကိုမောင်ရဲ့သတင်းဖြစ်ပါလေဗျာနော်ကြောက်ပြူတဲ့နည်းလင်းမအောင်နဲ့ခမာလေးစောင့်မအောင်နော်လာပါမယ်ကြောက်ပြူရတယ်မင်းသားကြီးကိစ္စကကျွန်တော်လာပါလေလာလာပါမယ်နော်အဲ့တော့အခုအမ်ကောမဲဆိုတော့တခုချင်းစီ ARV ကိုဆက်လက်ပြီးတော့ကျွန်တော်တိကျပြောမှာကြောက်ဆို ARV ကြောက်လို့မရဘူးနော် ARV ကကျွန်တော်တို့ရဲ့ထမင်း OG ဖြစ်တယ်နော် ဲ့တော့တပုံကတော့တပုံချစ်တပုံကြံကြံနေတယ်စီးရင်နယ်ပယ်လေးတဖြည်းဖြည်းနဲ့ချဲ့လာတယ်နော်အဲအားလေးသိစေချင်တယ်အဲ့တော့အခုဟိုတနေ့ကကျွန်တော်ပြောတယ်မလားနောက်ဆုံး live မှာကျွန်တော်ပြောခဲ့တယ်အမ်၁၈ရက်နေ့လောက်ကထင်ပါလဲကျွန်တော်ပြောခဲ့တာနော်အဲ့တော့ပန်တင်တို့ကညုတ်ကုန်းတို့ဟလာချင်းကုန်းတို့အဲ့ဒီချင်းကုန်းတွေပဲစီးရင်အရာကျွန်တော်ပြောပြီးတဲ့နောက်တနေ့မှာပဲစီးရင်အရေးယူမှုတွေအာတွေ့ရတယ်ပေါ့နော်ဒါလည်းသိကောင်းပါလေနော်အဲ့တော့ ကချုံတောင်မှာလဲ AAP တွေရက1500လောက်ရှိရလို့ပြောလို့ရတယ်ပေါ့ဗျာနော်အဲအဲ့ဒါလေးကတစ်ခုပေါ့ဗျာနော်အနောက်တစ်ခုကဒီ AAP တိုင်းမှာဆက်လက်ပြီးသတိထားမှာတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုလို့ရှိရင်အဲဘယ်ကောင်းလဲ AA ကတပုံမွေးတရှုံမွေးအရန်တော်တယ်နော်အခင်ဗျားတို့သတိထားဖို့လိုတယ်တရှုံမွေးတာအရန်တော်တယ်အခုလက်ရှိအခြေအနေဖြစ်နေတဲ့ပုံစံလို့ရှိရင်အန်အောစရာကောင်းတဲ့အချက်လက်တွေကဘာလဲဆိုလို့ရှိရင်တက်က drone guard ပေါ့နော်အဲ drone guard ဆိုတော့ဂျမားတွေပေါ့ဂျမားတွေကိုဘယ်ချိန်ဖြန့်လဲမဖြန့်လဲဆိုတာကအစားအသိနေတဲ့ပုံစံမျိုးထိယူဆလို့ရတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဂျမားဖြန့်တဲ့ချိန်ဆိုလို့ရှိရင် drone ဘုံနဲ့လာမကျဲဘူး။အဲဒီနေ့ဂျမားပိတ်တယ်ဟဲ့ဆိုရှင်ဘယ်ကဘလို့သနေရမသိဘူး။ဒါခါလဲဘလို့ခေါ်မဆိုလို့ရှိရင်လာပြီးတော့ကျဲသွား။အဲ့တော့ဒီနေရာမှာကျွန်တော်တို့ဘသူကြောင့်သတင်းကဒါမှမဟုတ်တက်ကဂျမားဖြန့်တယ်ပိတ်တယ်ဆိုတာဘသူကြောင့်သတင်းပေါက်လဲဆိုတော့ကျွန်တော်ဒါစဉ်းစားရမယ်နော်။ရွာသားတွေကြောင့်မဲလား ဒါမှမဟုတ်ဂျမ်းမာဖွင့်တယ်ပိတ်တယ်ဆိုတာခင်ဗျားတို့ဒီအရာရှိအထက်တယောက်ယောက်ကမပြောဘဲနဲ့ဘယ်သူမှမသိဘူးဆိုတော့ဒါကျွန်တော်သုံးသက်တယ်ပေါ့ဗျာနော်ဟုတ်လားအဲ့တော့အဲ့ဒီကြီးကြီးထားဖို့လိုတယ်အဲ့တော့ခင်ဗျားတို့အဲ့ဒီ AR မှာဥဆောင်ပြီးတော့ဆောင်ရွက်နေတဲ့ဆောင်ရွက်နေတဲ့ဒီဘူကွန်မတ်ဆိုတော့စစ်ဘူချုပ်တွေပေါ့ဗျာနော်အကြီးအကဲတွေကိုလည်းကျွန်တော်ကြားသိထားရတဲ့တဲ့င်းတွေရောက်ဆိုလို့ရှိရင်ပြစ်ချက်တွေနဲ့နော် ရှိတဲ့သူတွေကိုပြန်ပြီးနေရာပေးထားတာလို့ကြားသိရတယ်နော်အဲဒီအတွက်ကြောင့်မို့လို့တော့အဲနည်းနည်းလေးတော့စဉ်းစားစရာတော့ရှိတယ်တော့တော့လည်းပဲဒီအချိန်မှာစီလုံးအောင်ချိန်ဖြစ်တယ်အဲ့တော့ခင်ဗျားတို့လည်းစင်ချင်ပါလို့ပဲပြောချင်တယ်ပေါ့ဗျာနော်ဟုတ်ပြီလားအဲ့တော့အခု